တားချက်နဲ့ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ပြင်သစ်နိုင်ငံမှာလျှက်စစ်ကားများအတွက်ကမ္ဘာပထမဆုံးကျိုးမဲ့အသွင်းနိုင်မဲ့အဝေးပြေးလက်မကြီးစတင်နေဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ပြင်သစ်နိုင်ငံဟာကမ္ဘာပထမဆုံးဖြစ်လျှက်စစ်ကားတွေကို မောင်းနှင်နေရင်ကျိုးမဲ့အသွင်းနိုင်တဲ့အဝေးပြေးလက်မကြီးကို စတင်မိတ်ဆက်လိုက်ပြီးဖြစ်ပါတယ်ဒါဟာရေရှည်တည်တံ့တဲ့တည်ယူပို့ဆောင်ရေးနည်းပညာမှာအဓိကကျတဲ့ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ Charles S. Your Drive လို့အမည်ပေးထားတဲ့ဒီစမ်းသက်စီမံကိန်းအရာကားလန်ကတရာအောက်မှာမြောက်နှံထားတဲ့ကွိုင်တွေကနေတဆက်လျှက်စစ်ကားတွေရဲ့တက်ဆင်လာတဲ့လက်ခံကရိယာတွေစီကိုစွမ်းအင်တွေလွှဲပြောင်းပေးခြင်းအပြင်အသွင်နာဖြစ်ပါတယ်ဒီစနစ်ကဖြမ်းများ200 kW အဆက်မပြတ်စွမ်းအင်ကိုပေးပို့နိုင်ပြီးအများဆုံး300 kW အကျော်အထိပေးပို့နိုင်တာကြောင့်ကုန်တင်ကားကြီးတွေတောင်မှမောင်းနေရင်အသွင်နိုင်လောက်အောင်စွမ်းဆောင်ရရှိရလို့လည်းသိရပါဗျ။ ဒီနည်းပညာကို Israel နည်းပညာကုမ္ပဏီဖြစ်တဲ့ Electron က VNIC Autoru နဲ့ပူးပေါင်းပြီးပြင်သစ်ရင်းနှီးမြှုပ်နှံမှုဖန်ရဲ့အထောက်အပံ့နဲ့ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ပဲရီမြို့အနီးကအေတန်မော်တော်အဝေးပြေးလမ်းမကြီးရဲ့10ကီလိုမီတာအကွာကိုဒီနည်းပညာအတွက်စမ်းသပ် area အဖြစ်ပြောင်းလဲထားပါတယ်။ ကူစတာဗေအဖက်တက္ကသိုလ်ကတခွဲခန့်နေဟာဒီစနစ်ရဲ့ဘေကင်းမှုခံနိုင်ရှိမှုနဲ့စမ်းဆောင်ရည်တွေကိုလက်တွေ့ရင်ကျော်အခြေအနေအောက်မှာ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ဒါဟာကျိုးမဲ့အာတင်းလန်းနေကဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုမှာ အရေးကြီးတဲ့အချိန်ပါပဲ။ကျွန်တော်တို့ရဲ့ဤပညာဟာယုံကြည်စိတ်ချရတဲ့စမ်းဆောင်ရည်မြင်မာတဲ့အသွေးမှုကိုအမှန်တကယ်ပေးဆွမ်းနိုင်ကြောင်းတည်တည်ပြနိုင်ခဲ့ပါပြီလို့ Electron ရဲ့ CEO ဖြစ်သူ Oren Asa ကပြောကြားခဲ့ပါတယ်။ ဒီတီထွင်ဆန်းသင့်မှုဟာကုန်တင်ကားတွေ၊ဘတ်ကားတွေနဲ့ကိုယ်ပိုင်ကားတွေကိုရပ်တန့်စရာမလိုပဲအသွင်းစေနိုင်ခြင်း၊အချိန်ကုန်တက်တာခြင်း၊ဘက်တရီအရည်အစားကိုလည်းလျှော့ချပေးခြင်းနဲ့လုပ်ငန်းလည်ပတ်မှု၊ကုန်ကျစရိတ်တွေကိုလျှော့ချပေးခြင်းအပြင်လျှက်စစ်ကတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အကြီးအကျယ်ပြောင်းလဲပြစ်နိုင်မွယ်ရှိနေပါတယ်လို့လည်းသိရပါတယ်။ဟုတ်ကဲ့ပါ။နားဆင်ပေးခဲ့ကြတဲ့ Star Channel ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးဝင်တင်ရှိပါတယ်ရှင်။ ့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။